တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာရေရှမ်းရဲ့တားကောင်များဆိုတဲ့ဝတ္ထုတို့ကို နားဆင်ရမှာဖြစ်ပါတယ်အင်း တောင်စိတ်အုပ်စုအကောင်လေး90တော့ရှိမည်စမ်းချောင်းကလေးစီလားမျက်စိနှုနှုဆူဆူစီလားအစုဝေးလိုက်စီးကြံမှန်းခြေလန်းတို့ဖြင့်တလန်းချင်းတရွေချင်းတောကမရှိအပူပင်မရှိသူတို့ရုံမှာဝန်ထမ်း20ကျော်ရှိသည်အငယ်တန်းစီရေးအကြီးတန်းစီရေးစာပေးစာယူစီရေးဌာနခွဲစီရေးလက်နေဆက်စီရေးကွန်ပျူတာကျွမ်းကျင်စသဖြင့်သူ့ဆက်ရှင်လိုက်ယာရုအဆင့်မျိုးမျိုးရှိသည် ပွဲဆဲလုံးမျက်နှာချင်းဆိုင်ထားပြီးအလဲကရှောက်လန်းဖြစ်သည်စပွဲဒီနောက်မှာစည်ရင်စရာစာအုပ်များထည့်ထားသည်ဦးစားပေးအဆင့်အတန်းမှတ်သားထားသောဘီရိုကြီးနှင့်စာရွက်ဖိုင်များတင်ထားသည်စင်ကြီးများရှိသည်မူရုံးငန်းကအခြေကြီးဟုလည်းမဆိုသာလက်ထောင်ညွှန်ကြားရမူသူ့စပွဲကမျက်နှာချင်းဆိုင်စပွဲတွေကို ထိတ်ကပိတ်ထားသည့်အလားရှိသည့်အတွက်ဝန်ထမ်းအလုံးဤလှုပ်ရှားမှုကိုမမြင်လိုပါဘဲမြင်နေရသည် မကြည့်လိုပါပဲ ကြည်နေရသည်သူနှင့်မျက်နှချင်းဆိုင်ရုံးဝင်ပေါက်နယ်ရန်ရှိ26လက်မှ LCD TV ဤမြင်ကွင်းလိုပဲဖြစ်နေသည်ညွှန်ကြားရေးမှုဤလေးအေးပေးဆက်အခန်းထဲမှာ SkyNet Box ထားပြီး၎င်းကိုယ်တိုင်ကလည်း LED TV တစ်လုံးဖြင့်အစီအစဉ်တွေကိုကြည့်နေတတ်သည်ဆိုတော့သူတို့ရုံးခန်းရှိ TV အစီအစဉ်ကညွှန်ကြားရေးမှုဤစံနှုန်းအတိုင်းပဲဖြစ်လို့နေသည် ရုံတောင်ဝင်ချိန်မှာတီဗီကြီးဖွင့်ထားတာမကောင်းပါဘူးဟုဘသူကမှလဲစောရကမတန်းဝေဖန်ရေးမလုပ်တာဆိုတော့ဝန်ထမ်းများအလက်ချင်းသူကတော့သူ့ဝန်ထမ်းတွေအမြဲတမ်းအားနေသည်ဟုပဲထင်ရသည်တီဗီအစီအစဉ်ကငေးမောစရာကောင်းလှသည်ဖျော်ပြရေးအစီအစဉ်ပဲဖြစ်သည်ခတ်တာကညွှန်ကြားရေးမှုဤခံစားချက်သည်တောကောင်တွေဤတဘာဝကိုနှစ်သက်ဟန်ရှိသည်အချိန်တော်တော်များများမှာ worldwide channel ကိုပဲဖွင့်ထားတတ်သည်ဒီတော့သူ့မှာမမြင်လို့ပဲမြင်နေရမကြည့်လို့ပဲကြည့်နေရတော့သည်အဲ့ဒီနေရာကနေရာကောင်းအင်းလေအမြန်ဆုံးကြအောင်စက်တင်ပြေးလိုက်မယ်စာပေးစာယူစီရေးလေးရဲ့ပြတာတာအတန်းနင်းနေတော့ခတ်မယ်ရုံးချုပ်အဝင်ထွက်လို့တယ်အကြီးတန်းစီရေးမာကြီးရဲ့စူးရှာရှာစကားတန်းကွန်ပျူတာရိုက်ရမယ် မြေပုံဆွဲရမယ်အော်တိုကတ်နဲ့မှအဆင်ပြေမှာမိတ်ဒူတွေကလည်းလူသေးတယ်ကွန်ပျူတာကျွမ်းကျင်ရဲ့ OSS စကားတန်းရှောက်လွာတွေကတစ်ထက်ကြီးဦးစားပေးလုပ်ရမှာဆိုတော့อืมဌာနာကွင်းစည်ရေးကြီးရဲ့တွေ့66အတန်းအားလုံးတညီတညွတ်ထဲခြေလန်းတို့စီးချက်အမှန်ကိုယ်စပွဲအသီးသီးမှာအထုပ်ကလေးတွေစားအိတ်ကလေးတွေကိုစီကိုစီဖြင့် နေစာဒူဝရုံစင်အပြံမှာမိသားစုစံဖို့စီဖို့စာအုပ်ဖို့ဖျောင်းနိုင်ဖို့အရက်ဖို့ဖဲဖို့နှလုံးဖို့ကာရာအိုကေဖို့မာဆက်ဖို့တစ်ခုသို့မဟုတ်နှစ်ခု သို့မဟုတ်အားလုံးလည်းဖြစ်သွားနိုင်ပါသည်ဒီခိုက်မှာပဲတောင်စိတ်တို့ဖျို့ဖျဲဝယုံတုံးကတောဤဘီရင်ချင်းသေးတကောင်ကတောင်စိတ်အုပ်စုဘေးမှာတဝောင်းဝောင်းဟောက်တန်းပြပြီးပြေးလိုက်လာသည် မြင်ကွင်းကကြည်နူးပွဲရမှအကြီးတန်းဖြစ်ရုတ်တရက်ပြောင်းသွားပြီခြေလမ်းများစီးကျက်ညီရမှရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်ပြီအငိမ့်မအစူတို့ဒရန်ရိုက်ချက်ပြောင်းသွားသလိုခံစားရသည် မြင်ကွင်းမလှတော့တောင်စိတ်တို့ဤမျက်လုံးအယောင်ကကြောက်လန့်တုန်လှုပ်မှုတို့ဖြင့်ဖွဲ့တည်နေသည်လွတ်အောင်ပြေးဆိုသည့်အတိမာတပါအချားမရှိသည့်အတွင်တရံများပဲဖြစ်မည်ခြင်းနေကပါနဲ့သည် အကောင်ကြီးကြီးကိုဟန့်ပြီးအကောင်ငယ်ကိုချောင်းသည်ခြေလမ်းများမြည်တင်းကွဲဖြစ်သွားမြည်တောင်စိတ်ငယ်ကို အမိအရဖန်ဆွဲဖို့ပဲအထောက်ဟန်ရှိသည်ရှင်သေးကတောင်စိတ်အုပ်စုနဲ့သာ ပြန်ပြေးနေပေမဲ့အကြည့်ကပဲ့ထွက်သွားမြည်ခြေလမ်းမှားမြည်အကောင်ကိုသာမဲနေသည်မင်းကိုကြိုက်တတ်မဲ့ကောင်ဘေးဖယ်မထွက်နဲ့တိရွဲ့နုမျက်စိနှုနှုကို စားကျင်တာပဲမကြည့်နဲ့လေဟာဒုက္ခပဲ အုပ်စုမကွဲနဲ့ဒီကောင်မင်းတို့အုပ်စုတွေမဝင်ရဲဘူးဘေးကပတ်ပြီးလှမ်းချောင်းမှာတင်းကွဲမဖြစ်စေနဲ့တင်းကွဲဖြစ်ရင်တော့လွတ်လွတ်ကျွတ်ကျွတ်ဆွဲသွားမှာရှင်내ကစကားများပဲဖြစ်သည် TV စီစဉ်ကတော့သူ့ရင်내စကားများကိုနားလည်လိမ့်မည်မဟုတ်ပါဝုံငနယ်ခေါ်အုပ်လိုက်ချိန်မှာတော့တောင်စိတ်ငယ်တကောင်ဤလဲမျိုးကိုခဲမိသွားပြီးရှင်내ကအုပ်စုထဲမှာဒရွတ်တိုက်ဆွဲထုတ်သွားသည်ကြံသည့်ကောင်များကတော့ ြောက်လန်တကြားကစင့်ကလေးဟာပြေးလျံချင်းနေဤအာကောင်းမောင်းတန်တံမာသောမေးရိုဤအလှုပ်ရှားဖြင့်ချွန်မြမာကျောသောသွားဆွေများအောင် အသက်ပြောက်လူဖြင့်အတံမထွက်နိုင်တော်သောတောင်စိတ်တင်းခွဲလေးကိုထားရစ်ခဲ့ပြီတောဤတဘာဝဏိယာမှာအာဂျီသူမအာနေသူတို့ဘောရက်ဆက်သောတက်ဖြတ်မှုတောင်စိတ်တကောင်အားချင်းနေဤပေပေနေနေဖဲ့ရွယ်မင်းရေရှက်ရေစားတော့မှုအောက်မှာ ုံပြက်ပန်းပြက်ဖြစ်သွားတော့သည်ချင်းသေးကစိမ်ပြေနေပြေစားပြီးပါဇက်တော်ဝိုက်ပေးချန်နေသောသွေးစာသွေးနာများကိုရှာနှစ်သိမ့်လျက်အာရကျေနဲ့ဘိုက်ဝါသွားပြီးမှတလန်းချင်းရွေက ရိတ်မြုံစီပြန်သွားမှာတော့ချုံအခွဲမှတရေတများများကြလျက်ချောင်းနေသောတောခွေအုပ်စုကအိန္ဒြေမဲ့စွာအယိုးရင်ကိုလူရက်ကြိုက်ခဲနေကြပြန်သည်တောစိတ်အုပ်စုကဟိုးခက်လန့်လန့်မှာ စောစောကအထိတ်တလန့်သည်အရိတ်လိုပဲလိုက်ပါဟန်ရှိသည်ရိတ်မြုံတို့ပြန်ရောက်ရေးပဲအလေးထားနေကြပြီထင်တိရွတ်နူလေးများမျက်နူလေးများ ကြည်လဲ့သောစမ်းရည်အိုင်ကလေးတို့ကိုမအောင်မေတော့အထိတ်တလန့်မျက်ဝန်းများက အခုထိမှုံမိုင်းနေစေအစာဝဘိုက်ပြေသွားပြီဖြစ်သောချင်းသေးသည်လဲတောင်စိတ်အုပ်စုကို ရှိသည်လို့ပဲမထင်သည်လားလေးတွေပြင်းရည်စွာရွေလျားနေသည် နောက်တော်လဲတောကတိပင်းတို့ဤစိမ့်မြမှုရှေးဤကြည်လင်မှုတောကောင်ငယ်အုပ်စုဤကြောက်ရွံ့မှုမဲ့လှုပ်ရှားသွားလာမှုတောကောင်ကြီးများအိန္ဒြေရရဖြင့်ယမတ်ဆန္ဒပြောင်းနေမှုတို့ကြောင့်မြင့်ဝင်းကတာတာရရာ ဖြစ်လို့သွားသည်အကြီးတန်မှုများထက်မှန်မမြင်ရတော့ဝေါ်ဝိုင်းချန်နယ်အစီအစဉ်မှာကြီးနိုင်ငယ်ညင်းတက်ဖြတ်စားတော့ရက်ဆက်သောအနိဋ္ဌာယုံကပါလာဒက်စမြဲမှု သူကသည် အစီအစဉ်ကိုမကြိုက်နှစ်သက်တော့လဲမမြင်ရင်လဲမြင်နေရမကြည့်ရင်လဲကြည့်နေရသည်ဆိုတော့တခါတရံမှာမျက်စီစုံမိတ်ခေါင်းငုတ်လျက်အာယုံကို လွဲဖယ်မိနေသည်ကြည့်မိမြင်မိသည့်ခဏမှာတော့တောင်စိတ်ကလေးများကိုအားမလို့အားမရဖြစ်နေတတ်သည် first ပြင်ဝင်လာသော ရုံးစာတစ်ဆောင်ကစာပေးစာယူမှတဆင့်အမှုရန်ဌာနအဲ့ဒီမှတဆင့်ဌာနခွဲစည်းရေးနှင့်ရုံးအုပ်တို့ကိုအဆင့်ဆင့်ဖြတ်ပြီးနောက် ရုပ်လူလင်းလေးကသူ့စီလာပြီးသောစာရွက်မှာတစိမ့်တုံးတွေပြရပွားဖြစ်နေပြီ။စာအမှတ်ရက်စွဲတို့ကိုခက်ရှမ်းရှမ်းဖတ်ပြီးအကြောင်းအရာကိုဖတ်မိတော့မှ သူ့မျက်မှောင်ကျုံမိသွားတော့သည်။မျက်ခုံးထူထူများအောက်သို့ကွေးညို့အကြောင်းအရာအောက်စာကူကိုတလုံးချင်းတစ်ပိုက်ချင်းဖတ်သည့်အခိုက်မှာသူ့ရင်ထဲစုစုနစ်နစ်ဖြစ်သွားလေသည်။ကွက်လက်ဤတိုင်းစာအရာ သို့ဖြစ်၍တရားမဝင်ငွေကြေးအပူထောင်းခံသော အငေရန်းစီရေဥဝင်းကိုလက်အားယာဓုမှချထားလိုက်သည်ဌာနဆိုင်ရာစစ်ဆေးမှုတွက်ဥက္ကဋ္ဌဥပဒူအဖွဲ့ဝင်တဦးဘသူနှင့်ဥပဒူတို့ဖြင့်ဖွဲ့စည်းလျက်ဘယ်နေ့နောက်ဆုံးထားစစ်ဆေးအစီရင်ခံ စာပို့ပေးရန်ညွှန်ကြားလိုက်သည်စုံလန်းစစ်စေးမှုအဖွဲ့ဝင်ဖြစ်သူပါရအောင်မြည် သူတပြင်းမောချပြီးခေါင်းအမော့မှာ TVC တို့အကြည့်ရောက်သည် ဒီတခါမြင်ကွင်းကတမင်လေးတွေပဲဖြစ်သည်တမင်ဘူတမင်မတမင်ငယ်ကလေးများဂျိုးတကားကားဖြင့်တမင်ဘူကြီးတွေက ကြည့်လို့တော့ကောင်းသည်ခန်းခန်းနာနာမမမမတ်ဝင့်ဝင့်ကြွားကြွားမှုတောဤရောင်သွေးစိတ်မြများနှင့်လိုက်ဖက်လွန်သည်မျက်နှူလေးတွေတစ်ရွတ်နှူလေးတွေကိုအေးချမ်းစွာစားနေသည်ကိုကအပူပင်ကင်းစွာတမင်ငယ်လေးတွေမြူးတူးခုံပေါက်နေပုံကချစ်ဖို့ကောင်းသည် အပြစ်ကင်းမဲ့သောတောကောင်ငယ်ကလေးတွေဤလှုပ်ရှားမှုကအဟံတာမရှိတော့ဘီဆိုတော့လွတ်လပ်စွာမြူတူပျော်ပါနေသည်ကို တွေ့ရသည်သူတို့အတွက်တည့်ရွနှုမျက်စိနှုနှုကလေးတွေကို စားနေစဉ်မှာကြားချင်းသည့်စက်စ်စသည့်တာစာကျူသောတောကောင်ကြီးတကောင်ကောင်သို့မဟုတ်တောခွေခွေအအုပ်စုများပေါ်လာမလားဟု စိတ်တထင်ထင်ဖြင့်ကြည်နေမိသည် တောကောင်ငယ်သမင်လေးတွေဤအနှံ့ခံအာယုံမှာဘာမှမရှိဟန်ဖြစ်ပေါ်နေပုံရသည်လှုပ်လှုပ်ရှားရှားမရှိ အန်ရဲ့အနှံ့မရဟုထင်ပါသည်ချစ်စရာသမင်အုပ်စုလေးအစာဝပြီထင် ရေချောင်းလေးစီတရွေ့ရွေ့ချင်းကပ်လာသည်ဟောငြိမ်သက်နေသဖြင့်တစ်တုံးဟုထင်မှတ်မှားရသောမိချောင်းတကောင်တတော်ကိုကြီးပါသည်ဖျားဖျားသမင်လေးတကောင်ကောင်တော့ပါသွားတော့မှလား သူစိုးရင်ကြီးစွာ ကြည်နေမိသည်ဟေးမင်းတို့ရဲ့ရန်သူရေထဲမှာတစ်တုံးရောင်စောင့်နေပြီ အမိတစ်ချက်ရမ်းလိုက်တာနဲ့ရေထဲဘိုင်းကနေပစ်ကြပြီးအလျားရှည်ပါဇက်ကြီးရဲ့ခြုံမြထက်ရှာတဲ့သွားတွေအောက်မှာပွဲသိမ်းသွားလိမ့်မယ်တတိတတိထားရေလဲထိမစင်းနဲ့ဝင်းကိုလအားယာဒုချရုံးစာထုတ်ဖို့ထုံးစံတိုင်းတဆင့်ချင်းလက်လွဲလျက်စာကျန်းတစ်စောင်သူ့စီရောက်လာသည် စာကျမ်းဖတ်ပြီးလိုဖြည့်ပိုဖြုတ်တပ်ပုံတညွှန်းပြင်ပေးပြီးလက်မှတ်တိုးထိုးပြီးတော့စပွဲအသီးသီးတို့တဆင်ချင်းပြန်သွားကာနောက်ဆုံးကွန်ပျူတာရိုက်ပြီးသူ့လက်ထဲရောက်တော့ရုံးမင်ဆင်းလူပြီးဝင်းကိုလက်တီထားပြီးဖြစ်မီမျက်စီမျက်နှာပြက်နေပြီးကြံဝင်နှမ်းများကလည်းတီထားပြီးဖြစ်ပုံရသည်ဒါမျိုးကချက်ချင်းသတင်းပြန်လွယ်သည်ပဲอืมလုတ်ပြရမှာဗောတိရမလား ဒီတခါတော့စင်တကောင်လုတ်ပါနော်ခက်ခက်ခဲခဲလုပေးရမှာဗျ Okay okay ရေလေးတော့လောင်းခဲ့ပါဦးမကြီးဟာကြားနေကြအတန်များငြိမ့်စိတ်သွားသည် အထိတ်တလန့်ဖြစ်သွားကြပြီထင်သည် ရုံးအစင်းမှာတော့ခါတိုင်းလိုကျွတ်စီကျွတ်စီမဟုတ်တော့ပဲစကားတို့စွန့်အားလျက်ဝင်းကိုလက်ကတော့နောက်တနေ့ရုံးလာတက်เสียအကြောင်းမရှိတော့ဘူးစုံစမ်းစစ်ဆေးအေးအေးယူမှုမပြီးမချင်းနေရပြီအောင်ကြီး လက်ပေးလက်ယူပပျောက်ရေးအလေးထားဆောင်ရွက်နေသောကာလအာဂရီပပျောက်ရေးကိုအစွမ်းကုန်ဆောင်ရွက်နေသောကာလအချင်းပြတ်ခြားဆားမှုတိုက်ဖြတ်ရေးကာလမှာ ဝင်းကိုလက်ဖို့အစိုးဆုံးအနေထားကိုသာငန့်လင့်နေလိမ့်မည်ထင်သည် တိုင်ကြားသူကအပိုင်ချီပြီးတုပ်ပြီးမလှုပ်သာမလူးသာအနေထားကိုစုပ်ကင်ထားသည်ဝင်းကိုလက်ရုံထွက်ဖို့မစမ်းသာဟုထင်သည်သူစိုးရိမ်ပူပန်မှုဖြင့် တမင်အုပ်စုကိုဟန်တား၍ရပါကဟန်တားလိုက်ချင်ပါသည် TV စီစဉ်ရက်ကူးသူတို့ဤနှလုံးသားကို သူအံ့ဩနေမိသည်ဒါဟာဖြောပြေမှုလားဒါမှမဟုတ်အကျဉ်းသာကင်းမဲ့တာလားသူဝေခွဲရခက် တွေးဆနေသေးမှာပဲရေချောင်းလေးကရေဆက်ရေမုံတို့ဖွာကနေဖြစ်ပြီးဝယုံသုံးကားဖြစ်သွားတော်သည်အတင့်ရဲတာလားရှေ့ကဥဆောင်တာလားတတိကင်းမဲ့တာလားမသိသမင်းဖိုကြီးတကောင်ဤလက်ဘင်းကား မိเจ้าကြီး၏အလျားရှိပါဇက်ထဲမှ မလွတ်တမ်းဖြစ်နေပြီ။ရုံရင်ကန်ရင်မှပဲချောင်းငယ်လေး၏ရေပြင်းကတွေးချင်းချင်းနှီးသွားတော်သည်။ကြံသောသမင်းတို့ ရေချောင်းလေးကနေကုန်းမော်တို့ကြောက်လန့်ကြသူ့ထက်ငါဥအောင်တည့်ရင် အလူရက်ပြေးနေကြသည်။တောဤအယောင်အရိတ်တို့ကအကြီးတန်သွားပြန်လေပြီ။ဌာနာခွဲဘောင်းဆောင်အတွက်လိုအပ်သောစာရေးကိရိယာများထုတ်ပေးရသောသူနှင့်ယာရုတူတူ ိုးလောင်ရေးအကြီးကဲဒေါ်ချောချောကိုထိမ့်သိမ့်လိုက်ပြီး၎င်း၏အင်ကိုပင်ချိတ်ပိတ်လိုက်ပြီးဆိုတော့သူတို့တယုံလုံးတီတိုတီတိုတဖန်းပိုးဖြစ်ကုန်ကြသည်နောက်တောင်ကြနေသည်စော့စော့ကလေးကလှုပ်ရမှာသားသမီးတွေကိုစင်ကာပူမှာကြောင်းထားတဲ့အစင်းဆိုတော့ဘလောက်ဝိုက်ထားမှန်းမှမသိတာဒါလေတိုင်တဲ့သူပေါ်လာလို့လှုပ်ရတာနေမှာနှုတ်မဝေးသေး ဒေါ်ချောချောနောက်မှာရှေ့မှာအများကြီးတနွေငင်းဒဇင်ပါရှုပ်ကုန်မှာပဲစကားသံများကတော့သွေးပူစမှာပြန့်လွင့်လို့နေသည်သူတို့တယုံလုံးမျက်နာတွေမကောင်းညာလေးညိုတန်းတွေကြားမှာနေရမှာတော့ညောင်သီးစားဖို့ကြောက်ရွံ့နေသည့်ငှက်ကလေးတွေလိုဖြစ်ကုန်ကြပြီဟု သူကတွေးနေမိသည်ရုံကလေးတွေခြေငယ်ကလေးတွေတမင်လေးတွေဒရေလေးတွေတောစိတ်တောင်စိတ် စသည့်တောကောင်ငယ်လေးတွေကလိုအပ်သော အာဟာရအတွက်တစ်သီးတစ်ရွက်မြက်ခင်းနုနုလေးတွေနှင့်စမ်းချောင်းရေအိုင်လေးတွေစီအချိန်တန်တော်လဲရောက်လာရတာပဲဖြစ်သည်တားစာကျူသောကြာရဲချင်းသည်မိเจ้าတို့ဤရန်ကိုရှောင်ရင်းတင်ရင်ကန့်ဆိုးသူကြံရင်ရင်တောဤဂေဟစနစ်ကဒီအတိုင်းပဲဖြစ်နေပါလိမ့်မည်အမြန်ဆုံးကြောင်တင်ပေးမယ်နော်ဆရာသမားကိုပါကတော့ရမှာဆိုတော့ လမ်းစီလေးပါထည့်ပေးလေလက်ဖက်ရည်ဘိုးလောက်သာဆိုရင်နဲနေမှာပေါ့သဘောပေါက်ပါတယ်နော်ဝန်ဆောင်မှုဆိုတာကိုကျွန်တော်အစ်စ်နဲ့မပြီးဘူးအစ်စ်နေအများကြီးဖြတ်ရအောင်မယ်သူ့ယုံဝန်ထမ်းများကကြည်ရင်ကြည်ရင်မှာပင်တမင်လေးတွေဂျင်းငယ်ကလေးတွေတော့စိတ်လေးတွေနဲ့တူပဲတူနိုင်လွန်းသည်ခုသူကထင်နေမိသည်သူကရောခုခံနိုင်စွမ်းရှိသည့်ဂျိုကားကနှင့်တောကျွဲလောက်တော့ဖြစ်နေမလား တောကျွဲလေအကြောက်ရွံ့မဲ့အစာငန်းငန်းတက်ဖြစ်ပြီးဒရိကင်းလို့တင်းခွဲဖြစ်ချိန်မှာတားကောင်ကြီးနှကောင်သုံးကောင်ညှက်လိုက်တိုက်ခိုက်လျင်တော့သူချက်သိမ့်မွေးညင်ထသွားလေသည်လိုအင်ဆန္ဒအတွက်အချိန်တန်တော့လဲတခုတော့ရှိသည် လူနှစ်တရိတ်ဆန်းမှာလူကလောဘနဲ့ပုံမရှင်ပါနေတတ်ပါသည်လေစာရနာမဂ္ဂဇင်းဇူလိုင်လ2012ခုနှစ်